ကချင်ပြည်နယ်ရှိရှမ်းမျိုးနွယ်စုများကကာလတန်ကြာရက်နာထားရတဲ့ရှမ်းနစ်တကူပွဲတော်တွေကိုပြန်လည်ကျင်းပသွားမယ်လို့သိရပါဗျ။ရှမ်းနစ်2120ခုနှစ်နှစ်တကူပွဲတော်ကိုဒေတာအလိုက်ကျင်းပမယ်အစီအစဉ်တွေရှိနေတယ်လို့ရှမ်းမျိုးနွယ်စုများစုပေါင်းတီးပွဲလဲပြုလုပ်သွားမယ်လို့သိရပါဗျ။ဒီမှာလဲရှမ်းငါမျိုးပေါင်းပြီးတော့မှလုပ်ဖို့နှစ်တကူကိုအစည်းအဝေးလုပ်နေတယ်။ဒီနှစ်တော့ရှမ်းငါမျိုးလုံးပေါင်းပြီးတော့မှလုပ်မယ်လို့ပြောတဲ့အခုတော့ပြန်စကြမယ်။ ရှမ်းကားမြို့ဥက္ကဋ္ဌကတော့အကြီးကျယ်လှုပ်ကြရအောင်လို့ပြောနေတာရှိတယ်။ရှမ်းအရက်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူတအူကပြောပါတယ် ဒီနေ့နိုဝင်ဘာလ12ရက်နေ့မှာပွဲတော်ဖြစ်မြောက်ရေးအတွက်အစည်းအဝေးတစ်ခုကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရှမ်းမြုံနယ်စုများစုပေါင်းတီနှစ်တကူပွဲတော်ဟာ2015ခုနှစ်မှ2019ခုနှစ်အထိတိုက်တိုက်ဝင်ဝင်ကျင်းပခဲ့ပေမဲ့စုပေါင်းပြီးမကျင်းပတာ9နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ရှမ်းမြုံနယ်စုတွေရဲ့စုပေါင်းနှစ်တကူပွဲတော်တွေကိုပြည်내အဆင့်တက်မှတ်ပြီးကျင်းပတာလည်းဖြစ်ပါတယ်။2020ခုနှစ်ကပ်ယောဂနဲ့2021ခုနှစ်အာနာသိမ့်မှုနောက်ပိုင်းမှာကျင်းပနိုင်ခြင်းမရှိတော့ ပဲဒေတာအလိုက်အချင်းချုံတာကျင်းပခဲ့တာဖြစ်ပြီးအခုနှစ်မှာဖြောဖြီးပွဲတွေပါတဲ့ပွဲတွေကိုပြန်လဲကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။မွန်ညင်းမျိုးနဲ့အင်တော်ကြီးဒေတာမှလည်းအင်တော်ကြီးဒေတာလုံးဆိုင်ရာကောက်ဦးစွန်ကတ်လူပွဲတော်နဲ့နှစ်တကူပွဲတော်ကိုပြန်လဲပြုလုပ်သွားမှာဖြစ်ကြောင်းပွဲကျင်းပရေးကော်မတီစီကနေသိရပါတယ်။နှစ်တကူတော့ဒီနေ့နှစ်တကူညမှာပဲအချင်းချင်းချင်းပတ်သွားမယ်လာမယ်လာပြင်းနေနော်တော်လာပြင်းနေမှာအင်တော်ဂျီတီတာလုံးဆိုင်ရာကိုချင်းပတ်ပြုလုပ်သွားမှာပါ တူကပြောပါတယ်ကချင်ပြည်နယ်အတွင်းမှာရှမ်းနီတိုင်းလုံတိုင်းစာတိုင်းခန့်တီတိုင်းလူစသည့်ရှမ်းတိုင်းဒါ၅မျိုးနေထိုင်ကြတာလည်းဖြစ်ပါတယ်